အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အောင်စီပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြန်လဲပြောပြပေးသွားမှာကတော့ဖွာတိလရှင်တူမှာသူခန္ဓာကိုယ်ကိုမိနေရှုပ်ပြီးဖျားကိုပူဇော်ခဲ့တာကြောင့်နောက်ဆုံးမှာတော့မီလောင်တန်ရာနဲ့အသက်သိဆုံးခဲ့ရတဲ့ဆိုတဲ့ထိုင်းနိုင်ငံချင်းဂရိုင်မျိုးကနမဲကြီးအဖြစ်အပျက်တစ်ခုကိုကျွန်တော်ပြန်လဲပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဖြစ်စဉ်ကတော့စက်တလပိုင်း6ရက်နေ့ကထိုင်းတည်နေမှာဖော်ပြလာတယ်။ထိုင်းနိုင်ငံချင်းဂရိုင်မျိုးပါအွန်တော်ချိုင်ကြီးရွာမှာရှိတဲ့ဘုံကြီးကျောင်းဝင်းထဲမှာ ဘာတိလာရှင်တူဖရာကိုပူဇော်ရင်မီလောင်ခံရကြောင်းတဆိုင်ရာကိုအကြောင်းကြားလာတာကြောင့်တဆိုင်ရာမှာအခင်းဖြစ်ခဲ့တဲ့ဘုံကြီးကြောင်းကိုတွားရောက်စစ်ဆေးခဲ့ပါတယ်။ ကျောင်းဝင်းထဲမှာတော့အသက်84နှစ်အရွယ်နန်နိုဝန်စငုပ်ဆိုတဲ့ဖွာတိလာရှင်ဟာခန္ဓာကိုယ်နေရာအနှံ့မှာမီလောက်တန်ရာရရှိကအိုင်နောက်ပိုင်းမှာတော့တည်ဆုံသွားခဲ့ပါတယ်။နောက်ပြီးထိုင်းတရင်တောက်တေမှာအဲ့ဒီဘုံကြီးကျောင်းကိုသွားပြီးဖြစ်စဉ်နဲ့ပတ်သက်ပြီးတည်ညူမှုပြုလုပ်တော့တည်ရတာကစုံသွားတဲ့နိုဝန်စငုပ်ဆိုတဲ့ဖွာတိလာရှင်ဟာဒီကျောင်းမှာမေတီလာရှင်ဝေဖို့ရောက်လာတာအရင်ကျောင်း၌ဘုံကြီးလက်ထက်ကလေးကဖြစ်ပြီးအရင်တုန်းကတော့ချင်းကြိုင်မြို့ထဲကသူမိသားစုတွေနဲ့အဆက်အသွယ်လုပ်တဲ့နောက်ပိုင်းမှာတော့သူမိသားစုဝင်တွေကိုအဆက်အသွယ်မလုပ်တော့ဘူးနောက် က်ပြီးသူဟာအရန်ကိုအယူတည်သူတူဖြစ်ပြီးအရင်ကျောင်းနိုင်ဖုန်ကြီးလက်ထက်တုန်းကလည်းနွမ်းစငုပ်ဆိုတဲ့ဖွာတီလာရှင်ဟာသူ့ရဲ့လက်တံကိုဖျက်ပြီးကျောင်းနိုင်ဖုန်ကြီးကိုပူဇော်ခဲ့တယ်။အဲ့တုန်းကဖုန်ကြီးဟာသူ့ပူဇော်တဲ့လက်တံကိုညှင်းဆိုးခဲ့ပြီးဖုန်ကြီးပြောတာက ဘာလို့ဒီလိုလက်တံကိုဖျက်ပြီးပူဇော်ရတာလဲဒီလိုလောက်ရဲမျိုးလှုပ်ဖို့ဒီကြောင်မှတခါမှတင် जा ပေးတာမျိုးမရှိခဲ့ဘူးလို့ဖုန်ကြီးကပြောပါတယ်နောက်ပြီးမျက်မြင်တက်တဲ့တူပြောတာကမင်းညတော်ကဖုန်ကြီးကြောင်အနောက်ကနတ်ဆင်အရှိမမီးပုံတစ်ခုကိုတွေးလို့တွားကြည့်တော့နိုအမ်စငုပ်ဆိုတဲ့ဖွာတီလာရှင်ဟာသူ့ကိုသူမီးပုံရှုံနေခဲ့တယ်အဲ့ဒီအချိန်မှာအားလုံးကရေနဲ့ဝိုင်းနှိမ်ခဲ့ပေမဲ့မီးလောင်ခဲ့တဲ့ဒဏ်ရာတွေကအရန်ကိုများခဲ့တာကြောင့် နူအမ်စငုပ်ဆိုတဲ့ဖွာတီလာရှင်ဟာအဒီတန်ယာနဲ့ပဲတိတ်ဆုံသွားခဲ့တာဖြစ်တဲ့နောက်ပြီးဒီမတိုင်ခင်အရင်မှလည်းစားတဲ့ဆောင်ရေးထားခဲ့ပြီးစားထဲမှရေးထားတာတွေကတော့ သူ့ရဲ့ခန္ဓာကိုယ်ကိုဖျားမပူဇော်ဖို့အတွက်နောက်ဆုံးတန်နှိမ့်ထန်ချထားပြီးပြီလို့စာထဲမှာရေးထားခဲ့ပါတယ်။အဲ့တုန်းကလည်းဘသူကမှနိုအန်စငုပ်ဆိုတဲ့ဖွာတီလာရှင်အခုလို့လုံးမဲ့လို့ထင်မှားခဲ့ပဲမနေ့တုန်းကတော့သူရေးထားတဲ့အတိုင်းလက်တွေ့လောက်သွားခဲ့တာဖြစ်ပါတယ်။နောက်ပြီးတီယာတာကနိုအန်စငုပ်ဆိုတဲ့ဖွာတီလာရှင်ဟာဥမကြီးကင်ဆာဖြစ်နေခဲ့ပြီးအဲ့ဒီယောဂဝေဒနာကိုမခံစားချင်းလို့အခုလို့လောက်သွားတာဖြစ်နိုင်တယ်လို့ ဘုံကြီးကျောင်းဝင်းထဲမှာနေထိုင်သူတချို့ကပြောပါတယ်။လက်ရှိမှာတော့ထိုင်ရဲတပ်ဖွဲ့ကဒီအမှုမှာဖွာတိလာရှင်ဟာသူ့ရဲ့ခန္ဓာကိုယ်ကိုသူပြောထားတဲ့အတိုင်းပူဇော်သွားတာလား။ဒါမှမဟုတ်တခြားဘက်လိုအကြောင်းအရာတွေပတ်ဝန်းပတ်သက်မှုရှိနေသေးလဲဆိုတာကိုဆက်လက်စစ်ဆေးမှုပြုလုပ်သွားအောင်မှဖြစ်တယ်လို့ထိုင်ရဲတပ်ဖွဲ့ကပြောပါတယ်။